ဒီနေ့တော့အမေနဲ့ရွာအောင်လွမ်းလို့ဈေးဘိုးသက်သာပြီးတော့ထမင်းအယမ်းမြင်စီတဲ့အညာဟင်းလေးချက်စားပါမယ်ဗျ။ခရမ်းကစော့သီးလေးတွေကိုရေးဆေးပါမယ်။ပြီးရင်တော့စားလေးနဲ့နဲ့ထည့်ပြီးတော့အလုံးခွဲရုံပဲထောင်းပေးပါမယ်ဗျ။ဒီနေ့သားဆိုရင်တော့ရပါပြီ။ပြီးရင်တော့ကြက်သွန်ပြူ၊ပစွန်ကြောင်းနဲ့ငရုတ်သီးခွဲချမုံတို့ကိုလည်းညက်နေအောင်ထောင်းထားပေးပါမယ်ဗျ။ဒီနေ့သားလောက်ဆိုရင်တော့ရပါပြီ။အစာပလာတွေထည့်ဖို့ပြင်ပြီးပြီဆိုရင်တော့စပြီးတော့ချက်ပါတော့မယ်ဗျ။ ကျက်သွန်နီရဲ့ခရမ်းညင်သီးရဲ့စနုံးမုံလေးနဲ့နဲ့ငပီလေးနဲ့နဲ့ထည့်ပြီးတော့စီသက်ပေးထားပါမယ်။ခရမ်းညင်သီးကျက်သွန်လေးတွေနိုးလာရင်တော့ခုနကထောင်းထားတဲ့ဆာပလာလေးတွေထည့်ပေးပါမယ်။ခရမ်းကစော့သီးထောင်းထားတာလေးတွေလည်းထည့်ပေးပါမယ်။ပြီးရင်တော့ဒါရှင်ဟိခတ်မုံလေးထည့်ပါမယ်ဗျ။စာလီနဲ့နဲ့ထည့်ပါမယ်။အားလုံးကိုတမတော်အောင်မွေပြီးရင်တော့ရေလေးနဲ့နဲ့ထည့်ပြီးခဏလေးတည်ထားပေးပါမယ်။ရေလေးအနှဲငယ်ခန်းလာပြီးခရမ်းကစော့သီးလေးလည်းကျက်သွားပြီဆိုရင်တော့စားလို့ရပါပြီ။ ခရမ်းကစော့သည်ကဈေးလဲချိုသလိုတချို့အိမ်ဒီမှာဆိုရင်လည်းအိမ်မှာပဲအလေးချက်ပေါက်တတ်တာမို့လို့ခူးပြီးတော့ဒီလိုလေးချက်လိုက်ရင်ဟင်းတစ်ခွက်ကောင်းကောင်းရပါတယ်နော်။တခါတလေအသားဟင်းနေတဲ့ဒီလိုသရုပ်သီးလေးချက်စားတာကပိုပြီးတော့ထမင်းမိတ်စေပါတယ်ဗျာ။